ကဲဒီမှာကြည့်အောင်ပကြီကားလေးကိုဖောက်ပြီးကမှဒီမှာကိုကပကြီကားကိုပဲအောင်ရောက်နေတော့စာအောင်မတွေ့ဘူးအပပကြီကားဖောက်တဲ့ဗီဒီယိုကတင်ပြီးသွားပြီအဲ့တော့စာလေးကိုတူတူဖတ်ကြရအောင်နော်ရေးထားတာလေးကချစ်စရာလေးချစ်ရတယ်တဲ့မြင့်စုချစ်ချစ်ပူလေးရေးတယ်အသက်လေးငယ်တလောက်တဲ့ယူသားကျူသားပြီးရင်ကျက်မှုတွေနဲ့ဘဝကိုရက်တီနေတဲ့ညီမလေးကိုတက်တော့မှစောက်တက်ဘူးတဲ့ကစပြီးတော့အခုချိန်ဒီတဲ့မိုးလင်းလို့မျိုးလုံးနှလုံးပွင့်တာနဲ့ပထမအောင်ဆုံးလုံးမိတာဖုံးကို ဟုတ်တိုင်ပြီဒီနေ့မြစ်သူလေးဖရာစွန်းတင်ပြီးပြီလာမနက်သာဘာစားကြလဲနေ့လေသာဘာချက်စားလဲဆိုပြီးရှာရတာအမောတဲ့ခုလဲမြစ်ရိုက်တင်ထားတဲ့ဗီဒီယိုတွေကအဲ့ဒါနဲ့ဒါဗီဒီယိုလို့ပြောမလားဗီဒီယိုကလည်းကြည်ရင်းနဲ့အရန်သဘောကျလို့အခုပုံလေးကိုတဲ့မမသဘောကျတဲ့နေရာလေးတွေကိုတဲ့ရိုက်ယူထားပြီးတော့ဓပုံလေးပေးခြင်းဒါကတဲ့အခုလိုလေးလက်ဆောင်ပေးလိုက်တာပါနော်တဲ့တမိုးမကြည့်ပြင်မဲတဲ့ အမဘွားမှာတဲ့ပထမဆုံးချိန်ဓာတ်ပုံလက်ဆောင်ပေးဘူးတာပဲညီမလေးကိုပါတဲ့ညီမလေးမျိုးစုနဲ့ကိုကြီးတို့တက်ကြရရဒီအဖိုးကြီးဖွားကြီးဖြစ်တဲ့ဖြစ်တဲ့ဒီတယောက်ကိုတယောက်စုတ်ကင်ပြီးတော့ဖခင်အကြောင်းတဲ့ကုသိုလ်ပြုနိုင်ကြပါစေအမနိုင်ပြရလေအဲညီမလေးအရင်လေးလိုချစ်ရတော့မမရဲ့တဲ့ချစ်ဘူးလေမျိုးစုကြောအားလေအားရမ် အဘွားမမွားမနှမ်းပြောရလေဘိုးလိုပြောတာကိုရီးယားလေကိုရီးလင်မယားနေအောင်လုံးကမနှမ်းပြောရင်နေအောင်လုံးဘဝကံနေရတယောက်မကောင်းကြဘူးကောနော်ဟိုပြောမေတ္တာမေတ္တာငတ်ကြတယ်လူဆိုကိုကြောင့်ကိုပဲတည်တယ်ကွာနော်အဲ့လိုလေးတွေကြတော့လေမေတ္တာတွေပေးတဲ့သူတွေရှိရဲ့အဲ့လိုမေတ္တာရရတဲ့ခါကျရင်ဒါနဲ့မှမတူတဲ့ပျော်ရွှင်မှုမျိုးတွေပျော်ရွှင်ရတယ်မမကြီးကျေးဇူးဒီစာလေးကိုလည်းတင်ထားမယ် ကျေးဇူးလည်းအများကြီးတင်တယ်တကယ်ကိုကျေးဇူးတင်ပါတယ်အခုလိုမျိုးကိုကိုလူတယောက်ကိုအချိန်ပြည့်တိုင်ကြည့်ပြီးတော့ချစ်တယ်မေတ္တာရှိဖို့ဆိုတာလွယ်လောက်ဘူးလေနော်အဲ့တော့ညီမတို့ကညီမဘုရားမှာလည်းအငတ်ဆုံးကမေတ္တာပဲအဲ့တော့မေတ္တာတွေရတဲ့နေရာမှာညီမပျော်တယ်မေတ္တာတွေပေးတဲ့သူတွေရှိတော့ညီမပူပျော်တယ်ညီမလိုချင်တဲ့ဘဝပုံစံညီမလိုချင်တဲ့အရာလေးတွေကလည်းညီမအခုမှရတာအဲ့ဒါမှမှဒီလိုမေတ္တာစာလေးတွေလည်းအခုမှ အဲ့တော်တော်ကြီးကိုလည်းအရင်ကျေးဇူးတင်ပါတယ်တတော်ကိုတုံးတက်ပြီဆိုတဲ့ကစပြီးတော့ကိုအုံချခဲ့တဲ့လုပ်ငန်းတွေလုပ်ခဲ့ကိုတက်နိုင်တဲ့မြန်လုပ်ခဲ့အဲ့တတော်ကနေပြီးတော့ကျေးဇူးမမိကောင်းစေကောင်းနေအကူညီကောင်းဆောက်ရှောက်ကောင်းနေအများကြီးရခဲ့တယ်ဒီလိုမြတ်တာတင်နေလည်းအများကြီးရခဲ့တယ်အဲ့တော့တတော်ကိုလည်းကျေးဇူးတင်တယ်အမကိုလည်းအရင်ကျေးဇူးတင်ပါတယ်အအမဘသူဘွားဆိုသိရရင်ညမပို့ပြောမိပါပါတကယ်ကျေးဇူးအများကြီးတင်တယ်ရှင်ဘက်ထဲရောက်တယ်တကယ်ရောက်တယ်